မင်္ဂလာပါရှင်မောတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မေလာစမ်းပိုင်းကစတင်ပြီးတော့ NASA ကတက်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေဟာအရင်တက်ပုံမကောင်းပေါ်လာခဲ့ပြီးတော့အတူတက်ဖြင့်တအောင်လက်နဲ့ကိုင်အဖွဲ TNL ဥဆောင်တဲ့ပူပေါင်းအဖွဲတွေနဲ့တချင်လက်နဲ့ကိုင် KYR ဥဆောင်တဲ့ပူပေါင်းအဖွဲတွေအပေါ် NASA ကတက်တွေရဲ့တိုက်ခိုက်မှုတွေကပုံမကောင်းပေါ်လာခဲ့ပါတယ်ရုပ်သံပိုင်းထဲမှာတော့လူမှုကွန်ရက်မှာစီးရဲတဲ့နိုင်ငံရဲ့အကြောင်းအရာတွေကိုရေးသားဖော်ပြနေရဲ့ ဥတုမင်းကောင်တို့ရဲ့ဒါရေးသားဖော်ပြထားတဲ့ထိုးစစ်မှပြုတ်ကြားစစ်တို့အမည်ရှိရဲ့ post ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီ season လေးမစတင်ခင်မှာတော့ Mota Media Channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စီလက်ရှိဖြစ်ပေါ်နေတဲ့စီးရီးသတင်းတွေမှာ ကချင်ပြည်နယ်နဲ့ရှမ်းမြောက်အပါဝင်မန္တလေးတိုင်းတွေက နေအထုနဲ့သခိုင်းတိုင်းဘက်တွေမှာတပ်မတော်ကပြည်ပြင်စစ်ကြောင်းတွေနဲ့ စစ်ထိုးနေရတွေ့ရပါတယ်။အဲ့ဒီထဲမှာကချင်ပြည်နယ်ဘက်ကတမ်းမတော်စစ်ကြောင်းတွေကအင်အားအပြည့်နဲ့စစ်ချင်နေရတွေ့ရတယ်။ကြောင်စိန်မြို့တော်ဆိုပြီးထင်ရှားတဲ့ဖားကဲမြို့ကိုဦးတည်နေတဲ့တမ်းမတော်စစ်ကြောင်းတွေနဲ့ဖားကဲမြို့နဲ့လက်တကန်းအကွာကိုရောက်ရှိခဲ့ပြီးမေလ28ရက်နေ့မှာကချင်ပြည်နယ်ဖားကဲမြို့နဲ့လုံချင်းကျေးရွာမှာခြေကုပ်ယူထားတဲ့စစ်သွေးကြွ KIA PDF အဖွဲ့ဝင်တွေကိုတမ်းမတော်မှလက်မြေရှင်းလင်းနေရလို့သိရပါတယ်။လုံချုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မြစ်ကြီးနာဖားကက်လန်းအတိုင်းတောက်လျှောက်နေမြေရှမ်းလဲလာခြင်းဖြစ်ပြီးလက်ရှိချိန်မှာလေပြင်းကြီးရွာရမ်းချက်ဆက်ယုံဘက်ကနေခွန်စာကြီးရွာဘက်ကိုထွက်ခွာလာကဆက်လက်နေမြေရှမ်းလဲနေခြင်းမျိုးဖြစ်တယ်လို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။မေလ28ရက်အနေခွန်နာရီကမ်းမစတင်ကခွန်စာကုန်းခေါ်ငိန်ချမ်းတာယာကြီးရွာဘက်မှာ NASA ကတပ်တွေနဲ့ KIA PDF အဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး NASA ကတပ်တွေကလေပြင်းကြီးရွာလမ်းမကြီးတလျှောက် နေရရှုက KIA PDF အဖွဲ့ဝင်တွေကိုရှမ်းလင်းနေရမျိုးဖြစ်တယ်လို့သိရပါတယ်။ NASA ကတပ်တွေဟာပြီးခဲ့တဲ့မေလ၄ရက်မှစတင်ကမြေကြီးနာဖားကက်လမ်းပိုင်းကိုနေမြေရှင်းလင်းခဲ့ခြင်းဖြစ်ပြီးကကြင်လက်နက်ကအဖွဲ့ KIA နဲ့ PDF အဖွဲ့ဝင်တွေကကြားပြတ်တိုက်ခိုက်ခဲ့ပေမဲ့ NASA ကတပ်တွေဟာပြီးခဲ့တဲ့မေလ၄ရက်မှစတင်ကမြေကြီးနာဖားကက်လမ်းပိုင်းကိုနေမြေရှင်းလင်းခဲ့ခြင်းဖြစ်ပြီးကကြင်လက်နက်ကအဖွဲ့ KIA နဲ့ PDF အဖွဲ့ဝင်တွေက ကြားပြတ်တိုက်ခိုက်ခဲ့ပေမယ့်နာဆာကတပ်တွေရဲ့ဟန်ချက်ညီစွာတုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်ကရယဥဆောင်ရဲ့ပို့ပေါင်းအဖွဲ့တွေထိခိုက်ပေဆော်မှုများပြားတာကြောင့်ပြန်လည်ဆုတ်ခွာထွက်ပြေးကြပြီးနောက်လက်ရှိချိန်မှာနာဆာကတပ်တွေကဖားကဲမြို့အနီးလုံခင်ကျေးရွာကိုရောက်ရှိနေကြပြီးဆက်လက်နေမြေရှမ်းလင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ကြာပြီးနာဆာကတပ်တွေဟာကရယကချင်တပ်ဌာနချုပ်ရှိရင်လိုင်စာကိုဦးတည်ပြီးတော့တပ်မတော်စစ်ကြောင်းတွေထိုးစစ်စနေရတွေ့ရပါတယ်။ ဒီအချိန်ဒီမှာလိုင်စာမှာရှိတဲ့ပျော်ပွဲစားရုံအလုံးကိုရဲအကန့်အသတ်မရှိပိတ်ထားဖို့ KYA ကသတင်းထုတ်ပြန်ထားပါတယ်။ရှမ်းပြည်နယ်အမြောက်ပိုင်းနောင်ချိုနယ်မှာတော့တမ်းတော်မြေပြင်စစ်ကြောင်းတွေပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေပါတယ်။ဒီအချိန်ဒီမှာကလာကုန်30ရွာတွေကိုကြော့ပြီးဟိုခိုရွာကိုစစ်ထိုးနေရကိုကြည့်ရင်တမ်းတော်မြေပြင်စစ်ကြောင်းတွေရဲ့လှုပ်ရှားမှုက အရင်ကတည်းကလှည့်မြန်နေရတွေ့ရပါတယ်။ဟိုခိုရွာကမောကော့ပြင်းလင်းကားလမ်းမပေါ်ကရွာကြီးဖြစ်ပါတယ်။ မောကုတ်ပြည်ဦးနဲ့ခရီးသည်တင်ကားတွေရန်နာရနေရလဲဖြစ်ပါတယ်။မောကုတ်ကနေဟိုခိုရွာကိုသွားရင်နှစ်နိုင်ဝန်းကျင်ပဲကြာပါတယ်။ဟိုခိုကနေမောကုတ်ဘက်တက်လာရင်ဗစီရွာကိုရောက်ပဲဗစီရွာကနေဆက်တက်လာရင်တောင်နေရွာ၊ကုန်းသားရွာ၊ပေါန့်ခေါ်ရွာ၊နားမျောရွာတွေကိုအစင်လိုက်ရောက်ပါတယ်။နားမျောရွာကနန်းပေချောင်းအနီးကရွာဖြစ်ပြီးတပည့်ကမ်းမှာလေကြီးရွာရှိပါတယ်။လေကြီးရွာနဲ့နားမျောရွာကိုဖျက်ပြီးထိုးထားတဲ့လေကြီးတတာကနေပြေးဦးလင်ကိုသွားရတယ် လက်သီးတားကမိုးကုံးနဲ့ဆက်လေးမိုင်ပဲဝေးတယ်။ဒါကြောင့်ဟိုကိုရွာကို ထိုးစစ်စနေရဲ့တမတော်စစ်ကြောင်းတွေရာလေမိုးကုံးမျိုးနယ်နဲ့လက်တကန်းကောင်မှာရောက်နေတယ်လို့ပြောရင်ရပါတယ်။မိုးကုံးနဲ့ပြုံလင်က89မိုင်ပဲဝေးပါတယ်။မန္တလေးတိုင်းတွေကမတရားဆင့်ကိုတပိတ်ချင်းစားတဲ့နေရီမှာလေတမတော်ကအပြင်းထန်ထိုးစစ်စနေရတွေ့ရပါတယ်။အထူးသဖြင့်မိုးကုတ်မန္တလေးကားလမ်းမပေါ်မှာတက်ဆွဲထားတဲ့ TNL နဲ့တိုးလက်အောက်ခံတက်တွေရှိရာနေရာအနှံ့ကိုချိန်မုံနေရာမျိုးဖြတ်ပါတယ်။ မတရားနဲ့အရှိချမ်းကိုစစ်ထိုးနေချိန်မှာတပြိုင်တည်းဆိုတယ်လို့တပိတ်ချင်းနဲ့တခြားကိုလည်းချိန်မုံနေရတွေ့ရပါတယ်။ဒီအချိန်နေမှာတပိတ်ချင်းနဲ့ခုနှစ်မိုင်ရွာတိုက်ပွဲမှာမိုးကုတ် PDF ပကဖနှုတ်ကြဆုံတဲ့တဲ့င်းကိုဖော်ပြလာတာဟာ TNL ကစီးရေးအရာအေးနေနေရကိုဖုံးကွယ်ဖို့စ조사နေကြောင်းသိတာနေပါတယ်။တခြားတဲ့င်းတရံမှာတော့မိုးကုတ်တပိတ်ချင်းမန္တလေးလမ်းဆောင်ဖော်တော်ရအနီကကိုမိုင်ရွာကိုတမ်ဘရော့စစ်ကြောင်းတွေတိုက်ခိုက်နေကြောင်းဖော်ပြထားတွေ့ရပါတယ်။ ကိုမိုင်ရွာကဖော်တော်လန်းစုံနဲ့တမိုင်ဝန်းကျင်ပဲကွာပါတယ်။ကိုမိုင်ရွာနဲ့ဖော်တော်ကြားမှာဘားဖြူတောင်ရွာရှိပါတယ်။ဖော်တော်လန်းစုံကိုတရနန်လီနဲ့တမ်မရော်ဘသူကိုထိန်းချုပ်ထားတယ်ဆိုတာခမဲရခက်နေတော့အခြေအနေမျိုးဖြစ်ပါတယ်။တေကြတာတခုကတော့ဖော်တော်အောက်ကဇေယကွင်းရွာကိုလည်းတမ်မရော်မြေပြင်စစ်ကြောင်းတွေစစ်ထိုးနေရလဲဖြစ်တယ်။ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ဆွတ်သက်လို့အညာ PDF တွေရဲ့အိမ်ပြန်ခရီးဆိုတဲ့ဗီဒီယိုဖိုင်ပေါ်လာတယ်။အဲ့ဒီဖိုင်မှာဖော်ပြထားတာက မန္တလေးစစ်မြေပြင်ကလည်းအညာမြေကိုပြန်လာတဲ့အကြောင်းဖော်ပြထားပါတယ်။ဒါကဘာကိုဖော်ပြနေရလဲဆိုတော့မတရားဆင့်ကိုတပိတ်ချင်းစားတဲ့စစ်မြေပြင်အနှံ့ရောက်နေတဲ့အညာ PDF တွေကအဲ့ဒီနေရာကနေနေရက်ပြန်ကြမျိုးဖြစ်ပါတယ်။ဒါကြောင့်မိုးကုတ်မန္တလေးကားလမ်းမကြီးတလျှောက်မှာဖြစ်နေတဲ့စစ်ပွဲမှာတရနယ်လေကအရင်းနဲ့နေကြောင်းခံမဲရပါတယ်။အဲ့ဒီအနေထားမှာပလောင်ဝါဒဖြန့်မီဒီယာတွေဖော်ပြလာတဲ့သတင်းတစ်ခုကထူးခြားနေရတွေ့ရတယ်။အဲ့ဒါကတော့တမ်ဘရစစ်ကြောင်းတွေက တရနံလေးကိုတိုက်ခိုက်ရပါမြေပြင် ထိုးစစ်အပြင်ပျောက်ကြားစစ်ကိုပါအတုံးပြူလာနေရဲ့ဆိုရပဲဖြတ်ပါဒါကိုကြည့်ရင်တမတော်ဘက်ကပျောက်ကြားစစ်ကိုအတုံးပြူလာတွေ့ရမှာပါဒါကတအောင်လက်နဲ့ကအဖွဲတရနံလေးကိုထိတ်လန့်စေပါမော်ကောင်မြို့ပေါ်မှာကတော့လက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေရှိနေစေဖြတ်ပါပြီးခဲ့ရပိုင်းကမိုးကုတ်ကြောင့်မြေရုံနဲ့ညနေချင်းဆိုင်မှာရှိတဲ့မိုးကုတ်ကျဲကားကဲ့အနီးကိုလက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတစ်ခုနောက်ဆုံးဖြစ်ခဲ့တယ် အဲ့ဒီလက်ပစ်ပုံးနဲ့တိုက်ခိုက်မှုအဖြစ်ပွားခဲ့ဘီးတောင်ရက်မှရှိတဲ့ကာရာအိုကေကန်းနဲ့လက်အိုးရက်ွက်ထဲမှာကင်းလန်ရဲ့တရနန်လေးရဲတွေကိုအဲ့လိုမျိုးလက်ပစ်ပုံးနဲ့တိုက်ခိုက်တာတွေဖြစ်ပွားခဲ့ပြီးဘယ်သူတွေက တိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုလက်ရှိချိန်ထိအတိအကျသတင်းထုတ်ပြန်ခြင်းမျိုးမတွေ့ရသေးပါဘူး။အဲ့ဒီလက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကတောင်းတရနန်လေးအဖွဲ့ကိုမကျေနပ်သူတွေလည်းအမြောက်အများရှိနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ တောင်လနဲ့ကအဖွဲရီအပေါ်လက်ပြေဘုံနဲ့ပြက်ကက်တိုက်ခိုက်မှုတွေဖြစ်လာနေချိန်မှာမိုးကောင်းမြို့အရှိပိုင်းနဲ့မိုးကောအနောက်ပိုင်းကျက်ပြင်းမှာဘုံခိုခြင်းတွေတူထားဖို့နှိုးဆော်နေတာတွေ့ရပါတယ်။မိုးကောအနောက်ပိုင်းကျက်ပြင်းမှာလည်းမမေနေထိုင်ရာအိမ်တွင်းမှာဘုံခိုခြင်းတူထားဖို့ပင်ကူတောင်ပေါ်ကနေအတန်ချက်ဆက်နဲ့အော်ဘီတတိပင်းနေကြောင်းသိရပါတယ်။တကယ်လို့ဘုံခိုခြင်းမတူသူတွေကိုဖော်ထုတ်တွေ့ရှိပါကပြင်းထန်စွာအရေးယူမယ်လို့တတိပင်းမှုတွေလည်းရှိနေပါတယ်။ဒါနဲ့တစ်ဆက်သေးကြားရတာက မောကုံမြို့ကောင်ကင်ရှမ်းမှာတမရော်လေကဂျက်ဖိုက်တာတွေခက်ဆစိတ်ဝဲနေတယ်လို့သိရပါတယ်။မောကုံမြို့နဲ့ပတ်သက်ပြီးထပ်မံကြရတဲ့နောက်သတင်းတစ်ခုကတော့မျိုးလူတို့အတွက်ခံရခက်စီတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲ့ဒါကတော့ TNL က OCP 2ဖော်နေရဲ့မောကုံကောက်ကွင်းကြောက်တွင်ကလည်းကလတ်ချင်းတထောင်ကျော်ရှိရဲ့ဗရမားကြီးတဝင့်ကို TNL အဖွဲ့ကရရှိသွားတဲ့သတင်းပဲဖြစ်ပါတယ်။အေယာမဗရမားကြီးရရှိသွားတဲ့သတင်းကိုတော့အဲ့ဒီလောက်ွယ်မှာအလုံးဝင်နေရဲ့ ကျင်းစာရီထံကနေသိရတာလည်းဖြစ်ပါတယ်။အရေးကြောက်ကြီးရတဲ့နေတုံကကြောက်တွင်းကြီးကျက်နေသူတွေပင်မြင်ကွင်းမရှိပဲချက်ချင်းသိမ်းဆဲသွားကြောင်သိရပါတယ်။အရေးတဲ့င်းကို အတီးပြုတ်နိုင်ဖို့ကောက်ကွင်းလောက်ွက်မှာအလုံးဝင်နေရဲ့ကျင်းစရာထံစုံစမ်းရမှာမှန်ကန်ကြောင်းဝန်ခံသွားပါတယ်။ TNL အဖွဲ့ကရာပြတ်အဖွဲ့ကတော့ဒီရက်ဗရမကြီးဟာမြမတပီလုံးကိုဝယ်လို့ရတဲ့အထိတန်ကြီးကြီးကြောင်းလေးလုံးထွားနေပါတယ်။ဒါကြောင့်ဒီတဲ့င်းကကြောင်းမြတ်တိုးဖော်ကွင်းကို ကန်တက်ချုပ်ကျဲခံနေရတဲ့မြို့လူတို့ကိုနာလိုခံခဲ့ဖြစ်လာပဲရှိနေပါတယ်။ဒိုင်းမြက်ပရဲများတွေရဲ့သဘောတဘာဝအတိုင်းတူဖို့ရရှိသူကိုပြင်းထန်တဲ့ကန့်ဆိုးမှုတွေရောက်လာစေနိုင်တာကိုလည်းထက်တွေ့ရမှာဖြစ်ပါတယ်။ဒါ့ဥပရဲများငမောက်ကြောက်ကြီးနဲ့နဝတခင်မှာဖြစ်ခဲ့တဲ့နဝတပရဲများကြီးကတက်တည်ခံနေပါတယ်။ဘလိုပင်စုံနေစေကမှတီအန်အန်လေးကရရှိသွားတဲ့ကလတ်ချိန်တထောင်ကျော်ရှိတဲ့အီယာမပရဲများကြီးက တရနယ်လီအတွက်ကန်ဆွေးမှုတွေယူဆောင်လာမှာလားဆိုတာဆက်ပြီးစောင့်ကြည့်ရပါလိမ့်မယ်။တမ်ဘရော့ကတော့ထိုးစစ်ကနေပျောက်ကြားစစ်အသွင်နဲ့စစ်ကစားနေပြီဖြစ်ရ။တောင်းလနဲ့ကအဖွဲတွေအတွက်ထိုးနဲ့ချက်တွေပုံမှန်ဖြစ်လာမဲ့အလားလာကောင်းတွေရှိကောင်းရှိလာနိုင်ပွဲရှိနေပါရဲ့ရှင်။